တော်လန်းရှင်များအလုံးမေးမင်္ဂလာပါခင်ဗျာ အခုနားဆင်ရမှာကတော့စာရေးဆရာဖိုးစောတန်လျေရဲ့သူတို့နှစ်ခါစုံသည်ဆိုတဲ့ဝတ္ထုတွေကို နားဆင်ရမှာဖြစ်ပါတယ် နနက်နေကြီးသည်ရိုးမာပေါ်လွှားကြော်ကြရောက်လာသည်မြူနှင်းတို့သည်ခင်နန်းတကြောတွင် ကျဲပါစာပြုလာ၏အဘတင်သည် သူ၏နွားကလေးညိုပြာကို တစိမ့်စိမ့်ကြည်ရင်ပီတိတို့ဖြင့်ဖုံးရစ်နေသည်ငယ်သွားပင်မလဲသေးသောညိုပြာလေးသည်နှစ်ချောင်းဆိုင်အရွယ်တမျှဖွင့်ထွားလာသည်ဒီနေကိုနေဟန်ထားနှင့် အချိုးစီပြပြသောညိုပြာကလေး၏ရှေ့လာလာကို အဖတင်ကမှန်းဆနားလည်ထားပြီးဖြစ်၏မြို့ပြကလေးကဲ့သို့သောငယ်မွေးချံပေါက်နွားကလေးတစ်ကောင်သည်မိမိအတွက်မြည်မြအားထားရမည်ဆိုသည်ကိုအဖတင်ချင့်တွက်မိပြီးဖြစ်သည်ဒီတော့လေမြို့ပြလေးကိုဂရုစိုက်ရမည်ပြုစုယူရမှုအပြည့်ပေးရမည်ဒီအသည့်ဖြင့်အဖတင်သည်မြို့ပြလေးနားကိုတလန်းညင်တိုးသွားသည် နွားကလေးမြို့ပြဤနှာခေါင်းကိုအသာရပုတ်သည် သူ့လက်ကပင်ကြမ်းလေသလားမသိနွားကလေးတွန့်ကနေစုပ်သည်သူ့ကိုမော့ကြည့်သည်ခြေလေးဘက်ကိုကားကားရက်၏သူ့အမူအရာကနှစ်လိုပွဲချစ်စရာကောင်းသည်အဘတင်ပြုံးသည်အဘတင်ဤအပြုံးသည်ကျင်နာမှုအပြည့်ပါသည်ညိုပြာကရုတ်ခနဲလှဲ့၍အမိကိုထောင်းနရွက်ကိုထောင်း၍သူ့အမေစီပြေးသည်မိခင်ကြီးဤဝမ်းပိုက်အောက်သို့အသာငုတ်ဝင်ပြီး ဖွန့်ထွားသည့်နို့အုံကိုအဘတရာဆိုသည်ဒီစဉ်ကညိုပြားလေး၏ဘဝသည်စိမ့်လန်းဆိုပြေခဲ့သည်သို့တော့အညာတာကင်းသောလောကရန်၏အလဲပြောင်းကို သူကလေးသည်အတို့လျင်တိနိုင်စွမ်းပါမည်နီလောကရန်တရား၏အလဲပြောင်းသည်တခါတရံတွင်မယုံကြည်နိုင်လောက်အောင်မြန်ဆန်လွန်းလာသည်ညိုပြားလေးနွားလာမြောက်ချင်း၌အဘတင်ကွယ်လွန်ခဲ့သည် ထိုအခါအဘဒင်ဤသားကြီးကိုတာဂိသည် ရွာသို့ပြန်ရောက်လာသည် ကိုတာဂိသည်ယခင်ကဆိုင်းစရာဘောအဖြစ်တရတကြီးမှာတွားရောက်နေသူဖြစ်၏ယခုတော့မိဘ၏အမွေကိုခံကလယ်သမားဘွားရောက်လာသည်လယ်သမားဆိုသည်တဲ့လယ်ပိုင်ရှင်ဆိုလျင်တဘာဝကြမည်ထိုအချိန်မှစ၍ညိုပြာဤကံချမာသည် ကိုတာဂိလက်တွင်သက်ဆင်းရရှာတော်သည် ပြစ်ဆက်ခတ်ကာလတွင် သူသခင်သူအရှင်သည် ကိုတာကိပင်မဟုတ်ပါလောဒီတော့ကိုတာကိစေသည်မသူလှုပ်ရမည်မလှုပ်လို့တော့လဲမငင်းလေနေငင်းတော့ကျိန်နှဲ့စော်သည်နန်းညားကိုဒူးနှဲ့တိုက်သည်အခန့်ရအခက်ဆုံးကတော့နှင်းနံဖျားတွင်တံမှုကက်၍သူအမီးရင်းကို ထိုးခံရခြင်းဖြစ်၏မှတ်မိပါသေးသည်ကောင်းစွာဆွဲမှတ်လျက်ပင်ရှိပါသေးသည်သူကိုတဘိုးကျင့်တော်နေ သူကတဘိုးအပိုင်းပိုင်းကျိုးအောင်မာနတကွန်လွှင့်လိုက်သည်မြေမာပြက်လဲ၍မထရန်ဆန္ဒပြန့်နေလိုက်သည် ထိုအခါကိုသာကိကသူ၏အမိကိုလှန်ချိုးသည် အသေးတဆက်ဆက်ခါမျှနာကျင်လှသည်မျိုးပြမန်လျှော့ရရှာတော့သည်မလျှော့လို့လည်းမဖြစ်ပါကြေသူခန္ဓာကိုယ်တစ်ခုလုံးတွင်ဒဏ်ရာဒဏ်ချက်တို့ပြည့်နှံ့နေပြီအထူးသဖြင့်သူနှာနူကလေးမှ ကျိုးတစ်ချောင်းသည် သူ့ဘဝကိုပြောင်းလဲစေခဲ့သည် ဒီနောက်တော့ညိုပြာသည် သူ့စိတ်ကိုအစွမ်းကိုချိုးနှိမ်ပစ်လိုက်၏တဆက်သေးမှပင်တခင့်အလိုကိုနားလည်အောင်ကြိုးစားသည် ကိုတာဂီကိုမြင်လိုက်သည်နှင့် အမိကုတ်နေလိုက်သည် ထိုအခါညိုပြာနေဟာလီတိတ်ကိုချစ်ဖို့ကောင်းတဲ့ကောင် ဟုကိုတာဂီကဆိုရင်သူ့ပားပြင်ကြီးများကိုလက်ဖြင့်ဖွတ်ပွားပုတ်တက်ပေးသည်စိမ့်ဆူလက်ဆက်သောမျက်ပင်ချိုးကို ချကျွေးသည် ဒီကလေးကနှင်တန်ဤအရသာနှင့်မြက်ပင်ချိုဤအရသာကို ကောင်းစွာခွဲကြနားလည်လိုက်ပါပြီမြက်ချိုမကြိုက်သည့်နွားမိုက်ဟု၍မရှိနိုင် ခိုင်းနွားတကောင်ဤဘဝသည် ပင်မစင်ရဲလွန်လာသည်တဆက်နေရသည်ကာလပလုံအာရနာရသည်ဟူ၍မရှိ။နှွေမာဝါတိုက်မောခာလေထွန်စောင်းဝယ်စပားနေစသည်စသည်ဖြင့်တန်နေရလေရသည် ဒီကြတဲ့ကိုတာဂိရိုနဲ့ကျွဲတိုက်နွားတိုက်ဝါသနာထုံလွန်းသည်တခင်စိုးများဤလက်တွင်း၌နေရရှာသည့်နွားများဖို့မူဘဝနာလာသည်ညိုပြဖြစ်ကိုပင်ကြည်တမြန်နှင့်နှွေကညောင်ဒီကွင်းမှာညိုပြနှင့်တိမ်ပြန်တို့တိုက်ပွဲနှွဲကြရသည်သည်ညိုပြအောင်ပွဲခံခဲ့သည်ထို့ကြောင့်ကိုတာဂိလည်းအတော်လေးပွားလိုက်သည်ဒီနှစ်တွင်ထွန်တုံးမှာနှစ်တုံးဖြစ်လာသည် လေရှိအေကမှဆေအေကပိုင်ဆိုင်လာသည်ဒီစဉ်ကသူသခင်ဤအဖြစ်သေးပုံကိုယခုတိုင်မြင်ရောင်ကြားရောင်နေမိပါသေးသည်ဖေသားကြီးညိုပြကြီးမင်းရဲ့ဝေလုံးဝေကွက်တွေကတကယ်ကြေးစားတကောင်လိုပဲဟိမင်းဟာငါ့အတွက်တကယ်ကိုအားကိုးရမယ်ကောင် လာလာငါသားကြီးပင်မလှရော့မယ်အနာယူလိုက်အနာယူလိုက်ဒီနယ်ဆိုရင် ပြောင်းမှုနုနု ပြောင်းရွက်ချိုချိုတို့ကို သူကိုယ်တိုင်ရော့ဆင်ပြီးအတင်းကျွေးလေသည်ယခုတော့လဲပြောင်းမှုချိုမဆူထားနှင့်ပြောင်းငင်နာကက်သည်ယုံမြဖြင့်အော်ဟစ်မောင်းမဲကလေးကွာဖြင့်စော်သည်အော်အတော်တိရခတ်သောလူမနောပါတကားဒီလိုပဲဖြစ်ရမည်ဖြစ်ကိုဖြစ်ရမည်ကိုတာကိသည်ညိုပြာကြီးကိုစိတ်ငါရက်ဆက်စွာစွန့်ပြစ်လိုက်ပါပြီလှုပ်တဲ့လှုပ်ထိုက်သည်ကို ပြုတ်လုချင်းတွင်ညိုပြာဝန်းနေခြင်းမဖြစ်ပါ နှစ်တွေကြာခဲ့ပြီပဲမိမိအာအင်တို့သည်ယိုယွင်းခဲ့ပြီပဲအတုံးမကြအရာမဝင်သောနွားတကောင်ဤဘဝဒုက္ခိတနအိုနကန်းကြီးဤဘဝရှည်ရီကမှုံဝါလွန်လာကြသည်မြို့ပြကြီးဤဝဲဘံမျက်စီသည်ဒဏ်ကြောင့်သွေးပုပ်ပြည်ရို့ဖြင့်ရွှဲရွှဲဆူနေ၏ရင်မဲရိုင်းများကဒဏ်ရာကိုအညှိုးဖြင့်ဝိုင်းအောင်ကြိုက်ဖဲ့နေကြသည်ဘဝနာသူကို ဝိုင်းဝန်းနှိပ်စက်ရန် ိုးလောက်တို့သည်အုံဖွဲ့လှုပ်ရှားနေလေသည်ဒီနေဒုက္ခနုံတွင်တက်ဆင်းကြရောက်နေပြီဆိုတော့လေတိရစ္ဆာန်ပိသစွာတခင်ဟောင်းကိုပြန်ပြောင်းတတမိပါသေးသည်သူတခင်ကိုသာကိသူဘာ၌ရှိခဲ့ပါလျင်ဒီအဖြစ်ကိုတွေ့များတွေ့ခဲ့ပါလျင်ညိုပြဆန္ဒများသည်မပြေဝခဲ့ပါလေဆန္ဒသည်ဆန္ဒမျှတာဖြစ်၏လက်တွေ့ဘဝနှင့်ရှင်မဆန္ဒတို့သည် ဖီလာကြလွန်လှသည်ဒီနိယာမတရားကိုတော့ညိုပြကြီးမေ့လျော်နေဟန်ရှိ၏သူတန်းတာမှန်းမြော်မိပါသောသူသခင်သည် သူထံသို့အသို့လျင်ရောက်လာနိုင်ပါမည်နီအခြားတစ်ပါးသောနဗျူနတန်ကလေးများကို ရောင်းဝယ်ဖောက်ကားရင်းစီပေါ်လန်ဖြောင့်နေပြီမဟုတ်လားယခုချိန်တွင်ညိုပြကြီးကိုဂရုစိုက်မိသူသည်တူးရဲသာကြံမာတော့သည် သူကား အာဂကလာအလီမြားတီအလီမြားကချွတ်တာဝါလာမဟုတ်နွားတကောင်ကိုနှက်ပြီပို့ရာတွင်လုံစွာလိမ္မာကျွမ်းကျင်သောအာဂကလာဖြစ်ပါ၏ယခုပင်ကြည်ညိုပြနေငါသည်ရောက်တဲ့နော်ဖရာသခင်ကျေးဇူးအများကြီးပါတယ်ငါနော်နင်ကိုတို့လိုမနှိမ့်ဆက်ဘူးတခါတဲ့အကန်းဆုံးနေရာကိုပို့မယ်အဲ့ဒီမှာနော်အာကြီးပြောဖို့ကန်းတယ် နင်တော့ဟိုးကန်ငင်ပေါ်ရောက်မယ်နင်တော့ငါကျေးဇူးတင် လာလာလိုက်ခဲ့ဓာမျိုးတော်ရိုးနေပြီအလီများရဲ့ဟူသောအကြည့်မျိုးဖြင့်မျိုးပြကြီးကကြည်သည်နေရမှာပင်ခွာဆုံချက်၍ပေးပြီးချက်နေသည် နေတော့အများကြီးဆိုးတဲ့ကောင်ဂလာတော့စိတ်ဆိုးမယ်စေတနာတော့ဝေဒနာဖြစ်တဲ့နင်းကငါကန်းကန်းကြီးပညာပေးမယ်နေအောင် အလီများကပျော်ပျော်ဆိုးဆိုးအခြားနအိုကြီးတကောင်ကို သွားဆွဲယူလာသည် ထို့နောက်လှဲတစည်းမှာအသာတက်သည်ဘဝသူရုံပေါ်တကောင်မြင်လိုက်ရတော့ညိုပြာကြီးတအားတက်သွားသည်တဘိုးနှင့်လဲကိုမြင်လိုက်သည်နှင့် ရုံလိုစိတ်ကခေါင်းထောင်ကျလာသည် ထိုအခါသူ့ခြေထောက်များသည်အလီများငင်ရသို့အလိုက်တင်ရွေလျားနေကြသည်အာနာဘဂဝတ်သားတို့သည်တဲဆောင်ရင်မိမိသေးရွာသို့ မိမိတို့ကိုယ်တိုင်ဆွေယုံနေကြသည့်နွားနှကောင်ဤအဖြစ်သည်ရှင်းသာစရာကောင်းလာ၏သို့တော်လည်းမေတ္တာတရားအစင်နာတရားခေါမလွန်၍အမေသားကိုမှနှစ်ချိုက်သူတို့ဖို့မူပြောအလီမြကလီစာလေးတပိတ်သာလောက်ဟိရမယ်ဆရာအသားမြည်ခြင်းလို့တတော်တာကောင်းကောင်းခြံထားဟိစိတ်ချမစိတ်ချငါမိမ့်မနှုတ်မထွက်လို့အမိလိုခြင်းနဲ့ကွာ လိုက်ခက်လေတခါတည်းပေါ့လှဲလန်းတလျှောက်ဖုံလုံးကြီးတွေတလိမ့်လိမ့်တက်မနေပါ အတ္တသမားလောဘသမားတို့ဤဝန်ကောင်းတန်များကသာ လွှမ်းခြုံနေပါ၏တဏျာတို့အရောက်မှာအလီများကစုတ်သက်ခါလှဲရက်သည် နောက်ကြလာကြည်လားအလီများရဲ့တရေကုံတဲ့ဥဏ္ဏနာကမေးသည်ဒီကောင်ညိုပြကတ်နေတယ်လေ တာဂိနွားတာဂိလိုလာမှာပေါ့ကဲချိန်ရှိဘူးမြန်မြန်လုပ်ကွာအလီမြတ်တရေတစ်ချက်ကို10မိနစ်နဲ့အပြတ်နှွားမယ်သိတယ်မလားအေးပါကွာကြွားမနေစမ်းပါနဲ့ဟိုမှာမင်းကောင်တွေစောင့်နေပြီအလီမြားကမြို့ပြကြီးကိုလှဲမှဖြုတ်သည်ရိုင်းဘက်ကာထားသည့်တားတဲ့ယုံစီတို့ဆွဲခေါ်သည်သူအနေငယ်တော့ရုံးကန်ရန်စူးစားပါသေးသည်သူ့ဘေးမှာယုံပေါ်နှိုးကြီးကလည်း သူ့အဖြစ်ကိုဘာမှမသိတယ်လို့ငေးကြည့်နေသည်နောက်ဆုံးတော့အလီများခေါ်ရာနောက်သို့ညိုပြာကြီးလိုက်သွားရရှာသည်တားတက်ကုန်းမြေမှာခြေစုံရရင်သူ့ဘဝကိုအရှုံးပေးလိုက်သည် ပြုတ်လို့သည်မပြုတ်ကြပါစေပြုတ်လဲပြုတ်ကြပါသည် သူဤခြေလက်အစုံတို့ကို ကျိုးဖြင့်ခိုင်ခိုင်တုပ်သည် လေးချောင်းစလုံးကို ပူးတွဲချီနောင်သည်ပြီးမှ သူဤကိုခန္ဓာကြီးကိုမြေသို့တွန်းလှည့်ပစ်လိုက်သည်တယောက်သောသူက မျိုးပြကြီးကိုနဖားကျိုးမှဆွဲ၍လဲကိုလိန်စေသည်ကြံတူးကသူ့အမိကိုဆွဲလန်ချိုးနှိမ်ထားသည်အလီများလက်ထဲမှဒါအသွားကခြေတလုံးမွေရိပ်၍ကြသည်တူးကအသွားတမျှချွန်ထက်သည်အလီများလက်ကတွက်လှသည်တစ်ချက်ထဲနှင့်မျိုးပြလဲပားပြင်ကြီး ဟက်ခနဲပြတ်သွားသည်တစ်ဆက်ထဲမှာပင်အသက်ရှူပြုံချောင်းကြီးပါပြတ်ထွက်သွားသည် နီမောင်းသောသွေးတို့သည်အောက်၌အသင်ခံထားသည်မိုးပြဲဒဲကြီးတဲ့သို့စီးကြလာသည်ညိုပြာကြီးခမညာနာကျင်လွန်းသောကြောင့်အော်မီဟစ်ကြွေးလိုက်ပါသေးသည် သို့သောဗုတ်အဲဆိုသောဝမ်းကောင်းတန်သည်နှုတ်ဖျားမှထွက်မြီမလာပေအသက်ရှူပြွန်ပေါက်မှတိုးညင်းစွာမြီထွက်လာသည် တခါအော်လီတိုင်းသွေးတို့သည်ပန်းထွက်လာ၏နွားထာကိုကျွမ်းသောအလီမြားသည်လျင်မြန်စွာလှုပ်ရှားလိုက်ပြန်သည် ဒီတခါတော့တဦးသည်ညိုပြဤရင်ညွတ်မှတစဉ်နှလုံးသားစီတို့တန်းတန်းမတ်မတ်ဝင်ရောက်သွား၏ဓာယိုတစုံသုံးရက်ဆင့်၍ထိုးချလိုက်သည်ဘုအဲဆိုသောအတန်နှစ်တူနှလုံးသွေးတို့သည် တာတမန်ကျိုးပေါက်သည်လားဝေါကနေစီးထွက်သွား၏နှလုံးသွေးများရက်ဆိုင်သွားချိန်မှာတော့မိုးပြဲဒဲကြီးလည်းပြည့်လေပြီညိုပြအသက်မရှိတော့ဒီတော့မှညိုပြကိုချီနှောင်ထားသောကျိုးများကိုဖြည့်သည် ပတ်လည်လှန်လိုက်သည် အထက်မှအောက်သို့ဓမြောင်ဖြင့်ခွဲချလိုက်သည်အလီများနှင့်အပေါင်းပါတို့သည်ဓမြောင်ကိုစီဖြင့်အရေကုန်နှွာလိုက်ကြသည်မှာ10မိနစ်ပင်ကြာမီမထင်နှွားတစ်ကောင်လုံးပြောင်းတလင်းခါသွား၏ဥနန္နာလည်းနှွားတရေကိုယူ၍ပြန်သွားသည်ဒီဆက်ဒီတွင် ဆုံးကျပြီသို့သောညိုပြာဤဘဝဖြစ်စဉ်သည် အများနှင့်မတူအောင်ထူးခြားလွန်လှသည်ဝိတ္ထုဆန်သည် ဒန္နာယီစံသည်ဟု ဆိုလိုက ဆိုကြပါစေမျိုးပြာနှင့်ကိုတာဂီတို့ပြန်လည်ဆုံတွေ့ခဲ့ကြသည်ကတော့ဧကံမင်းဖြစ်၏နွားတစီဘဝနဲ့လည်းမဟုတ်ပါနွားနှစ်သားဘဝနဲ့လည်းမဟုတ်ပါသူတို့နှစ်ဦးပြန်လည်ဆုံတွေ့ကြပုံကလေးသည်ကြာတော့လဲကြာခဲ့ပါပြီနှစ်တွေဟောင်း၍ရာသီတွေလည်းအလီလီပြောင်းခဲ့ပါပြီ ကိုတာဂီပင်လျင်ဥတာဂီဘဝသို့ရောက်ခဲ့ပြီးဖြစ်သည် ဥဒာကိဤသားမောင်မောင်ဆိုးပင် ရှင်သာမဏေဘဝတွင်သွတ်သွင်းခြင်းရောက်နေပါပြီဒီနေ့သည်မောင်မောင်ဆိုးဤရှင်ပြပွဲတပင်ဆင်ရင်သည့်နေ ရွာဤဥရှောင်းဥဒာကိဤအလှပွဲဆိုတော်လဲချိတ်ငိမ့်သေးမျှစီကားသည်ဆိုင်းဝိုင်းလဲပါသည် ပြောငိမ့်လဲပါသည်ဒီကြားထဲပို၍စိတ်ဝင်စားပွဲကောင်းသည်ကဥဒာကိကိုယ်တိုင်ပြောငိမ့်တီး၍ရွှေပွဲလာများကိုအဲ့ခံမြီဆိုခြင်းကြောင့် ရွာလုံးကျွတ်မြကြွက်ရောက်အားပေးကြသည်ဒီထဲတွင် အလီမြားလဲပါသည်ဥနန္နာလဲရှိသည်ပလုတ်တုတ်ဘျုံပလုတ်တုတ်ဘျုံဥတာကြီးဤလက်တန်းသည်ဘဝတ်သို့ရှန်တက်သွား၏ပရိသတ်ဤရွှေဖြောင်းဖြောင်းဩဘာလက်ခုပ်တန်းသည်ဥတာကြီးဖို့အားစေထိုးပြီသည်နှင့်ဖြစ်သွားသည်အင်ကြီးလက်ကိုပင့်သည်ဒုတ်တို့ကိုပိုင်ပိုင်နိုင်နိုင်ကင်လျက် ပြောကိုနာနာနှက်လိုက်ပြီးမှကွဲထွက်တော့မည်ထင်မှတ်မှားလောက်ပါ၏ဗျုံတုတ်တုတ်ဗျုံတုတ်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 ဗျုံတိတ်တော်တဲ့ဆွေစုံပုပ်ကိုကြီးပါပဲဗျာရွာသားတို့ကချီကျူးထောမနာပြု၏ကြံတို့ကအေးဗျာဖအေဒူသားအဖေချေရနင်းနိုင်ပါပြီတယ်ဗျာတော်ပါပြီဗျာရှာမရှားတဲ့တကယ်ယောက်ျားပါပဲရွာသားများစုကဒီနယ်ချီကျူးစကားဆိုကြသည် သို့သောဥနန္ဒကြီးကတော့အများနဲ့မတူတမူထူးလေသည်မြည်သည့်စကားကိုမျှမစိုးမျက်မှောင်ကြုံလျက်တစုံတရာတွေးတောနေဟန်ရှိ၏သူမျက်နှာတွင် အပြုံးတွေကွဲပနေ၏ဥတာကိထံသို့ဆွေကနေတစ်ချက်ကြည့်သည်ကုန်းသွေးကိုထွေကနေတစ်ချက်ထွေးလျက်ထိုနေရာမှအဝေးသို့လှည့်ထွက်သွားလေသည်ဥတာကိဤဗျောဒံကဘဝတ်တို့တိုင်းပြန့်လွင့်နေစေမျိုးပြအဖြစ်ကကြေကွဲစရာပါတကား သခင်ခိုင်းစေသည်မတာဝင်ကိုကျိုးနွန်စွာထမ်းရွက်ခဲ့သည် အသက်ထဆုံးအလုတ်ကျွေးပြုခဲ့သည် အသက်ရှင်စင်သာမက အသက်သေဆုံးပြီးသည့်နောက်တွင်ပင်ပြောကြံရန်အတွက်သူတရေကိုပေးဆက်ထားစေရှိသေးသည်ဒီဖြစ်ကိုအဘတင်သာတွေ့မြင်မှာကမြည်မြထိခိုက်ကြေကွဲမြည်နီငွေတာယီမဂ္ဂဇင်း1982ခုနှစ်